ြောရအောင်မယ်နော်ပါဒနာမှာအငင်းပေါ်နေကြတာတခုပြောပြမယ်မဲတော်ဒီမှာရဟန်းတွေအများကြီးပဲရဟန်းခံတဲ့အခါမှာကိစ္စအမှုမိဩဃာတိတိတ်ထာဟိဒီပါဠိကြားဖို့တယ်နော်အဲ့တဲ့ခုစီမဲထေပန်းတဲ့တကပြောရမယ်ဆိုရင်အာဟုသာသာမဏေရရဟန်းဘဝဒုံလဘကိုတောင်းတရှာပွေငါရှင်ပဇန်လုံးသာမဏေကိစ္စလဲဟုရှိကမျက်နှာရှိသောနောက်ဆုံးသွားလीနော်ဟုတ်လားဧကမန္တံတန့်တန့်လျှောက်ပါအဲ တခုသောရ၌တိတ်ထာဟိပါလေရနေလေလို့လို့တချို့နေတရားတွေကပေးတယ်အမှန်ကအဲ့ဒီဟာတွေကိစ္စမုံမေဩဃတိတိတ်ထာဟိမှာအခုဒီကနေ့တနင်္ဂနွေလုံးအတိုင်းတာနဲ့ရာခိုင်နှုန်းကိုစိတ်ကိုလောက်ရန်ခံတဲ့ကိစ္စမှာပင်ကဘုံကရန်လုံးကိုဆွေးပြီးတော့အပြင်ထုတ်တဲ့အခါမှာဘေးဧရိယာဘုံနဲ့တွေ့ကြတော့မယ်တော့လျှောင်းထိုင်ရက်သွားရက်ရှင်ဧရိယာဘုံနဲ့ပြီးတွေ့တယ်ဟုတ်လားအဲ့ဒါနဲ့ပတ်သက်ပြီးတော့အယူဆလေးပဲစကားများကြတာရှိတယ်အမှန်ကားတဲ့အဲ့ဒါလေးပဲစကားများစရာမလိုဘူး အဲ့ဒီတိတ်ထာတိတ်ထာကြီးဆိုတဲ့ပုံနဲ့ပတ်သက်ပြီးတော့မြန်မာနိုင်ငံမှာတိပိတကပါဠိမြန်မာအဘိဓမ္မအဖွဲ့ဆိုတာရှိတယ်နော်ငါတို့မစွင်ကရေးတာတော့မဟုတ်ဘူးအဲ့ဒီတိတ်ထာတိတ်ထာကြီးဆိုတဲ့ပုံမှာအဘိဓမ္မအလုံး73နဲ့လောက်ဖွဲ့ထားတယ်အ ਨੇ ပေါင်းပါ73မျိုးလောက်ဖွင့်ထားတယ်နော်အဲ့ဒီမှာလေဒီဆရာတော်တို့ခိုက်ကပဲစပြီးတော့ဒီမှာကိစ္စတခုပြောပါမယ်လွန်ကင်းတော့အ ਨੇ 30လောက်ကနော် မင်းငါတင်ထပ်ဖို့အတွက်ကြိတ်လိုက်ယုံတော့ဆိုတဲ့အဲ့ဘက်ကိုသွားကြတယ်။သွားတဲ့အခါကာလမှာငါကလည်းပဲအော်အောက်ကရန်ခံဖို့အတွက်ငါစဉ်းစားလို့ဆုံးသားတာရှိတယ်နော်။နောက်ပြီးတော့ဒီမှာအဲ့တော့တချို့နေရာတွေသားတွေမှာရန်လုံးကဝါလွန်သည့်အတွက်ကြောင့်ငါတို့တန်အများကြီးဝါတဲ့မတက်မရနိုင်ဘူးကိုကွာရှင်းရင်ပြောရလို့ရှိရဲ့။အဲ့တော့ဆိုတော့သွားတဲ့အခါမှာဟိုမှာကလည်းနေတရားကံမွားထဲမှာဒီတိုင်းပါတော့သူကမရနိုင်ဘူးဝိုင်းမတက်ရမယ်ဆိုဘုန်းကြီးတွေကဟာမတက်ရမှာဘာညာဆိုရင်ပြဿနာတက်ကြရော။ ငါလည်းအဲ့ဒီတော့ကစာကနင်းနေဖတ်ထားတယ်ပေါ့ကွာငါရဲ့အသက်ကလည်းပဲအလုံး၄၀တောင်မပြည့်သေးဘူးဒါဘဝတွေ့ကြုံနေမင်းတို့ကောင်းအောင်မှတ်ထားအောင်အဲ့ပါနော်တွေ့ကြုံနေနောက်ပြီးတော့မင်းကွမ်းမှာလည်းဆရာတော်ကြီးမင်းကွမ်းဆရာတော်ကြီးအဆုံးဖြတ်လေးတစ်ခုလေးငါတို့ကသိထားတယ်ကိုယ်တိုင်တွေ့ကြရတယ်အဲ့ဒီမှာဝါလွန်သည်တို့ရမတ်တမရနေတဲ့အခါငါပြောလိုက်တယ်ကဲကွန်ကြီးထိုင်ကိစ္စမရှိဘူးအဲ့ဒီရပေါ့တိုင်းဒုတောက်တာထိုင်နေလို့ဆိုပြီးတော့ ငါလည်းပဲသွားပြီးတော့မလုပ်တော့ရန်လုံးဆုံးသွားတဲ့အခါမှာသူကထိုင်နေမှတော့ငါမတ်တက်ဆုံးသွားလို့ပဲကောင်းမှာငါရှိကနေပြီးတော့တင်ပင်လေးခွေထိုင်ချလိုက်တယ်သူကတူးတုပ်ပြီးတော့ဟောလုံးမတ်တက်တာအကြာကြီးမရနိုင်တာဟုတ်ကွာတူးတုပ်ပြီးတော့ပါလေလက်ဟုတ်ရှိပြီးတယ်တက်ပုံထင်မကြည့်လို့ခေါင်းလိုက်တာကွာဆရာနဲ့တပေထိုင်ထားတာပတဘာဝကြားတယ်နောက်တော့ပါဠိပိဒံကြီးမှလည်းပဲကြည့်လေဒီဆရာတော်တို့အနက်တွေကိုကြည့်လိုက်ကိစ္စမုံမိတ်တိတ်တိုက် ဩဃာတိတိဋ္ဌာယအမုံဝိဩဃာတိသင်္ကဘုံမှာ2000တောဟတ္တပဝဲကွာလောက်တဲ့နေရာဌာနမှာတိဋ္ဌာဟိဆိုင်ကတည်နေဦးလို့တည်နေတယ်ဆိုတာထိုင်ရှင်းဣရိယာပုံနဲ့တည်ရင်လည်းရတယ်တဲ့နော်တခြားဣရိယာပုံနဲ့လည်းတည်လို့ရတယ်ဒါကြောင့်တိပိတ္တပါဠိမြန်မာဗိဒံမှာတိဋ္ဌာဟိဆိုတဲ့ပုဂ္ဂိုလ်အဲ့ဘယ်လိုမျိုးပြတာတော့စေ3မျိုးတည်တည်မကြံ့ကိုကောင်နဲ့ဖွင့်ထားတယ်ဒါပေမဲ့ကိုယ်နိုင်ငံမှာကအလေးကျင်းကဘာဖြစ်နေကြတော့ရဟန်းလုံးကဆုံးမရင်မတ်တပ်ပဲဆုံးမကြတယ်မတ်တပ်ပဲဆုံးမသည်ပြအဲ့ဒါဒီပဲလည်း မှန်တယ်ထိုင်ပြီးတော့ဆုံးမရမှားတယ်ဆိုတဲ့ပုံစံမျိုးဖြစ်တယ်နော်လေဒီဆရာတော်ကြီးကအဲ့လိုမဟုတ်ဘူးငါလေဒီအကြောင်းကိုလည်းငါကောင်းဖိုက်ထားပါတယ်နော်အဲ့ဒါနဲ့ငါကအဲ့ဒါပြောတယ်မဟုတ်ဘူးတိုက်ချာဟိဆိုတဲ့ပုံနဲ့ပတ်သက်ပြီးတော့ထာထာဂတိနိဝတ်တိမြင်သောရှင်ဣရိယာပုတ်တစ်ခုကိုပဲထာရကတားမြစ်တယ်ထိုင်ရှင်ဣရိယာပုတ်နဲ့တည်နေရင်လည်းရတယ်မတ်တရရှင်ဣရိယာပုတ်နဲ့တည်နေရင်လည်းရတယ်ထာရတိပါတီချင်းဆိုတဲ့နဲ့ယူအင်းနိယောပြီးတော့ပါလေလှုပ်ချပြီးတော့မနေပါနဲ့ဒါကိုပြောတာနော် အဲ့ဒါကဘယ်မှာတခါတွေ့လဲဆိုလို့ရှိရင်ငါတို့မန်းလေးမစိုးမှနေတဲ့အချိန်ငါနာရီကဖြစ်စနော်မောမိန်နေကပို့ပေါင်းနေပြီအဲ့ဒီမှာတို့ကြောင်းကနေပြီးတော့ရှင်ဥတ္တရဆိုတာနော်သူ့ကိုရမ်းခန့်တယ်ရမ်းခန့်တဲ့အချိန်ကာလမှာအဲ့ဒီမှာတိပိတကနိကာယမှာတွင်မှုလုပ်ခဲ့တဲ့မန်းခိုက်ဥလှရှင်ဆိုတာသူကရမ်းတကအဲ့ဒီမှာသွားကြတယ်ဘသူခရစ်ပါလဲဆိုလို့ရှိရင်နော်အဲ့ဒီမိုးကောင်းတိုက်ကနေပြီးတော့အဲ့ဒီညောင်ရဟိုဟာဟို ဆရာတော်ကြီးဦးဇော်ဒီကသာအခုရှိသူလည်းပဲမင်းကွန်ဆရာတော်ကြီးနဲ့တဝါကြီးတဝါငယ်လောက်ပဲရှိတယ်နော်အဲ့ဆရာတော်ကြီးတို့ပါတယ်နောက်ပြန်မာမဲဆရာတော်ဦးအားတပါးတို့ပါတယ်အခုရှိအသက်120လောက်ရှိပြီပေါ့အဲ့ဒီမှာလေးပဲမင်းကွန်ဆရာတော်ကြီးကထိုင်ပြီးတော့ပဲဆုံးမသွားတာတွေ့တယ်နော်ပေါ်မှာညာလုံးကလည်းထိုင်သူကလည်းထိုင်အဲ့တော့ lady ဆရာတော်ကြီးတို့ကလည်းပဲအဲ့ဒါမျိုးပဲခါရတ်ဒီဒီနေရာမှာမတရားရှင်ဣရိယာပုဂ္ဂိုလ်ယူရမှာမဟုတ်ဘူးထာရရဲ့အ내ကိုဒီလိုအတိတ်ပြဖွင့်ပြီးတော့ယူရမယ်ထိုင်ရှင်းဣရိယာပုဂ္ဂိုလ်ဖြင့်တည်နေတာကိုလည်းပဲ ဒီတိုက်တာကြီးကဟောတယ်မတ္တယရှင်ဣရိယာပုံနဲ့တည်နေရင်လေးပဲရတယ်မရွေ့နဲ့ဒါပဲဟောအဲ့ရှင်ဣရိယာပုံကတော့ဘာဖြစ်နေတော့ရိုင်းဆိုင်ပြီးတွဲကြောင်းတယ်ထာရကတော့ဒီနေရာမှာ အာဝါသအနေနဲ့တဏှာဌာနအနေနဲ့မတက်တဲ့မလျောက်ပိုက်ဘူးဒါကိုအကြောင်းပြုပြီးတော့မင်းဝန်ဆရာတော်ကြီးကအဲ့ဒီမှာလေးပဲသူရှင်းနေရှင်းနေလှုပ်ထားတယ်ကိုကတက်ရိုက်ရန်ခံဝဲမှာလူငယ်တစ်ပါးအနေနဲ့ပါလိုက်တယ်ပြီးမှတခါဒီဘက်ကလေးပဲပါတယ်ပါဠိအမိတံကို ရင်း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 နဲ့ဒီအဆုံးဖြတ်တွေကိုတွေးထားတယ်တွေးထားတော့ငါကလည်းပဲအဲ့ဒီမှာကြိတ်လိုက်မှအဲ့ဒီကိစ္စပြောတယ်ရပါတယ်ဒီကိစ္စဆိုတော့ပေကဆရာတော်ကြီးတွေကတော့နေနေတော့မကျေနပ်ဘူးပေါ့ကွာတော်တော်လေးမန္တလေးမစွင့်နိုင်ကဆရာတော်တပါဆိုတော့လည်းပဲလူငယ်ပဲမဲ့အထင်းတော့ကြီးပြီးသားဖြစ်နေတာဟုတ်ပါဆိုရင်ကိုကလည်းပြောလိုက်တယ် တိပိတိကပါဠိမြန်မာအပိတိုင်ကြီးမှာဒီထာတဲ့အနေနဲ့ပတ်သက်ပြီးတော့စစ်သုံးမျိုးတိတိဖွင့်ပြထားပါတယ်ဗျာလေဒီဆရာတော်တို့လည်းပါဠိညာလည်းဆိုတော့အလုံးကတော့ညီတဲ့သွားတယ်အဲအဲ့ဒါတွေကိုမင်းတို့ကဘုသူတဖြစ်စေရှင်တာကတရံကျော်ပိတိနဲ့တပြိုင်နက်မင်းတို့လည်းလက်ဆံရဆံရဒီလိုရခံကိစ္စပင် ရောက်သွားလိမ့်မယ်ရောက်သွားတဲ့နေရာမှာတို့နိုင်ငံမှာကတိုင်းနယ်ပြည်နယ်အသီးသီးမှာကိုယ်စိတ်ကိုရခိုင်နှုံးလောက်ရဟန်းတော်ကိုပါလဲ မတ်တရပြီးတော့ဆုံးမတယ်လေးဒါရှိတယ်တကယ်တော့ကိစ္စမုံမီဩဃာသေးတိုက်တာဟိမှာတိုက်တာဟိဆိုတဲ့ပုံနဲ့ပတ်သက်ပြီးတော့တီဗီတွေပါဠိမြန်မာပြည်တိုင်းမှာဗာတော့ဆက်သုံးတဲ့တီတီကြားတယ်အဲ့ဒီမှာလေဒီဆရာတော်ကြီးကနှစ်ခုမြောက်အနယ်ကိုယူပြီးမှထိုင်ရှင်းဖြင့်တည်နေတာကိုယူတယ်တိုက်တာဟိထိုင်ရှင်းဣရိယာပုံပြန်တည်နေဦးလို့ဆိုငါအဲ့ဒီဓာတ်ပုံလေးပြန်ပြီးတော့ကြည့်တယ်ငါကဆုံးမတဲ့ပုံကိုတင်ပနဲ့ခွေချလိုက်တယ်ဩဝါပြီးတော့ထိုင်တဲ့ပုံကဒူးတောက်ပြီးတော့လက်အုပ်ရှိထိုင်တယ်မတ်တရဆုံးမပေးတဲ့ဓာတ်ပုံနဲ့ ထိုင်ပြီးတော့ဆုံးမတဲ့တပ်ပုံကဟောကားပေါ်ပြီးတော့မဲ့အသက်ဝင်တယ်ကွာပေါ်ပြီးတော့တပ်ပါရအောင်ဖြစ်နေသေးတယ်နော်အဲ့တော့တခါတည်းကြတဲ့အခါမှာအလုံးနဲ့ဆန့်ကျင်ဘက်မဖြစ်ရှင်လို့တာတယ်ငါတို့ကဒီတဲ့လိုရတာစာနဲ့ပေနဲ့ဆိုရင်ဒါတွေကခွင့်ပြုချက်ရှိတယ်အဲ့ဒါမင်းတို့ကိုဒေတာဆွေဆရာဆွေဂိုင်းကနာဆွေပုံစံမျိုးနဲ့မတ်တတ်တာဖြစ်ရမယ်ဆိုပြီးတော့ပေတော့အခါမှာကိုကမကြွန့်ကျင်တဲ့လူကမလုံနဲ့အဲ့ဒါမနစ်တနေကမှဒီလိုကိုက ကျင့်သုံးလာပေမယ့်ဒီနေ့မင်းတို့ကငါစကြံကြံနေတဲ့ဆရာတို့ကြီးတွေရဲ့အယူဆတွေနဲ့ပြောပြီးလာတဲ့အခါမှာမနေ့ကမှားနေတာတကူမင်းတို့ဒီနေ့လေစုပ်ကင်ဖရာဖို့ဆိုမလုပ်နဲ့အဲ့လိုဆိုနိုင်ငံလေးဘယ်တော့မှမကြည်ပွားဘူးသာသနာလေးမကြည်ပွားဘူးဩဒီဟာတွေကထာဒရရဲ့နဲ့ဟာဒီလိုသုံးခွင့်ရရှိနေပါလားလို့နော်အဲ့ဒီလိုရှိတယ်အဲ့ဒါကို